တော်လိုက်ညနေခင်းမှာလူမြမာတည်ထဌာနရဲ့ဒီဇင်ဘာ9ရက်ညနေခင်းသတင်းစီစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။မကုတ်မြို့နောက်ဖက်မှာတက်ဆွဲထားတဲ့စစ်ကောင်ဖြစ်တက်စကန်နေရာကိုဒီဇင်ဘာ၄ရက်နေ့မှာတော်လိုက်ရင်တပ်ပေါင်းစုတွေကအပီးသိမ်းပိုက်လိုက်ပါတယ်။မလိတ္တမကုတ်မြို့အနောက်ဖက်ဘောလုံးကြီးကျေးရွာနဲ့ဘောလုံးငယ်ကျေးရွာကြားမှာတက်ဆွဲထားတဲ့စစ်ကောင်ဖြစ်တက်စကန်နေရာကိုမနေ့ဒီဇင်ဘာ၄ရက်မှာတော်လိုက်တပ်ပေါင်းစုဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသခံမီဒီယာဖြစ်တဲ့ MFV မှာဖော်ပြပါတယ်။အကြမ်းဆစ်ရုပ်စုဟာနိုဝင်ဘာ29ရက်ညပိုင်းမှာထောင်ထဲချီတဲ့တိုက်အင်အားတွေနဲ့ဘုကုမျိုးတဲ့ဝင်ရောက်ခဲ့ပြီး နိုဘာ30ကနေမနေ့ဒီဇင်ဘာ4ရက်နေ့ထိတော်လိုင်းတပ်ပေါင်းစုတွေဖြင့်မြို့စုံဘက်မှတိုက်ပွဲဖြစ်ပွားနေတာပါစစ်ကောင်စီတက်စကန်ကိုတိုက်ပတ်ခဲမှုမှာတော်လိုင်းရဲဘော်တအူးမဆုံးရဒဏ်ရာရရှိခဲ့သလိုဘောလုံးလေးရွာဘက်ကိုစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြားရောက်ပေါက်ခွဲခဲ့တာကြောင့်ဒီလက်ကမျိုးသီးတအူးနဲ့မျိုးသားတအူးတို့ထိမှန်ဒဏ်ရာရခဲ့ကပြူးလင်းစေးကိုပို့ဆောင်ခဲ့တယ်လို့မြေဒင်းစီးတင်းကြီးမြင့်တွေက MVP တင်းဌာနကိုပြောဆိုထားပါတယ်လက်ရှိမှာမန္တလေးမိုးကုတ်လမ်းမပေါ်ကြောက်ဖားကနေတိစိတ်ကုန်းရွာအထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို တစိကုံရွာမှာစစ်ကောင်စီတပ်အင်အားယာချီထိုင်ကြတဆွဲထားပြီးတပ်အင်အားတရားဝင်းကြီးနီပါတိကိုက်ကြဆုံနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်။မကုတ်မြို့ကိုစစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ခဲ့တဲ့အတွက်ဒေသခံတောင်းချီဟာတိုက်ပွဲလွတ်ကင်းရဒေသတွေကိုထွက်ပြေးတိတ်ဆောင်နေတဲ့အတွက်မြို့ပေါ်မှာလူသွားလာမရှိဘဲတိတ်ဆိတ်နေတယ်လို့မြို့ကနေကဆိုပါတယ်။ဒါပြင်မကုတ်မြို့တိုက်ကဆေးရုံကျောင်းကြီးဘိုးဘင်းချန်တို့မှာတင်ကားနှစ်စီးထားရှိနေသလိုဟောက်ဝါဆာလက်နက်ကြီးတွေတပ်ဆင်ထားပြီး ဒေါ်နှန်းကြည်တောင်ရက်စကန်နဲ့မြို့ဦးလွင်တို့မှာအင်အားထောင်ကြီးနဲ့တက်ဆွဲထားတယ်လို့မြေပြင်စီးရေးသတင်းရင်းမြစ်တွေကပြောပါရယ်။တဆက်ထဲမှာပဲမိုးဘိတ်မြို့အတွင်းကိုအင်အား900ရှိတဲ့စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာ30ရက်ကနေဝင်ရောက်လာခဲ့ပြီးဒီကနေ့ဒီဇင်ဘာ9ရက်နေ့ထိမြို့ပေါ်ကဌာနဆိုင်ရာယုံဒီနဲ့နေရင်ချုပ်မှာတက်ဆွဲထိုင်ချနေတယ်လို့မိုးဘိတ်မြို့ကန်တွေကပြောပါရယ်။မိုးဘိတ်မြို့တွင်ချိန်နေတဲ့ပတ်သက်လို့ မြို့အနီးတစ်ဝိုက်မှာပြီးခဲ့တဲ့ရက်ပိုင်းကထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးမဲ့လက်တလုံးမှာတိုက်ပွဲမရှိဘဲငြိမ်သက်နေတယ်လို့စစ်တပ်တွေလည်းပြတ်တောက်နေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးတော်ဘူးက MFP ကိုပြောဆိုထားပါတယ်စစ်ကောင်ရှင်တက်ထိန်းချုပ်လိုက်တဲ့မိုးမိတ်မြို့ဟာမြို့ပေါ်ရက်ကွက်10ခုနဲ့လူဝိ6800ကျော်နေထိုင်ပြီးအများစုကစစ်ကောင်ရှင်တက်တွေဝင်မြောက်လာခင်စစ်ရှောင်ခဲ့တဲ့အတွက်မြို့ပေါ်မှာလူနေခဲ့တာကြန့်ရှိတော့တယ်လို့ဒေသခံတွေကဆိုပါတယ်စစ်ကောင်ရှင်တက်တွေဟာမိုးကုတ်ကနေမိုးမိတ်ကိုမိုးကုတ်ပိန့်ပြည့်လွယ်စာမိုးမိတ်လံ ဘိုးကုတ်ဘားနဲ့ဘောဒီမိုးမိလန်းနဲ့မိုးကုတ်ချောင်းကြီးကြောက်ဝါကြောက်ပုံကြောက်နှဖန်လန်းစတဲ့လမ်းကြောင်းသုံးခုကနေဆက်ကြောက်ထိုးဝေရောက်နေတာလို့မြေပြင်စီးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်ဖြစ်တက်တွေဟာတော်လိုင်းအရာစုဖွဲ့တွေဖြစ်တဲ့မိုးကုတ်ပြူဟာအပြင်မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီလက်အောက်ခံကာဝေးတပ်တွေပြည်သူ့လူမျိုးရေးတပ်မတော် PLA စတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ဒီကနေ့အချိန်ထိတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါတယ်။ ဗိုလ်မင်းမြို့ကိုကချေလွတ်မြောက်ရေးတပ်မတော် KIA ပြည်သူ့ကောင်ရေးတပ်မတော် PDF နဲ့မဟာမိတ်ပူးပေါင်းဖွဲ့တွေက2024ဇွန်လမှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါပြီးခဲ့တဲ့2025အောက်တိုဘာ29ရက်မှာတော့တရုတ်နိုင်ငံအကြက်ကိုင်ဖိအားပေးမှုကြောင့်ကုမင်းမြို့မှာနှစ်ဖက်ပြည့်ရဲ့သဘောတူညီချက်ဖြင့်အကြက်ဘက်အာဏာသိမ်းစစ်စုထံ TNL တပ်ကမိုးကုန်းနဲ့မိုးမင်းမြို့နယ်တွေကိုပြန်လည်လက်လွတ်ခဲ့တာဖြစ်ပါတယ်